ဟယ်လိုအားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ။တာယာရောမနက်ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေဖိတ်ခေါ်လိုက်ပါရယ်။ဒီကနေ့မနက်အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ကြီးမားတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝေငါအလင်းပေးခွန်အားပေးခြင်းတာဖြစ်ပါရယ်။အခြေပြုခြင်းတကြံအရင်ဖတ်ရအောင်နော်။ရှင်လုကာခရစ်ယာန်ခန်းကြီး15အငယ်17ကနေ31အထိဖြစ်ပါရယ်။ ျွန်တော်ဖတ်ပါမယ်။တင်ဤညီမူကအထက်ကတင်ဤယခုရှင်ပြန်ဤအထက်ကပြောက်ဤယခုတွေ့ပြန်ဤထိုကြောင့်ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏အဘဆူဒီဟုမိန်တော်မူ၏ချက်တော်ညီကိုမောင်မတော်အခုဖတ်သွားတဲ့အကြောင်းအရာတွေက သခင်ယေရှုခရစ်တော်ပေးတဲ့တားမိုက်နောင်တတာရကပုံပြင်လေးဖြစ်ပါတယ်ဆိုတော့ဒီကနေ့မနေ့မှဒီတမန်ကျမ်းစာရှင်လုကာခရစ်ယာန်ခန်းကြီး15အငယ်17ကနေ31ထဲက တားမိုက်နောင်တအကြောင်းကို အခြေခံပြီးတော့မှဖခင်တယောက်ရဲ့ချစ်ချင်းမေတ္တာဘယ်လောက်ကြီးမားကြောင်းကျွန်တော်အချက်လေးချက်လေးနဲ့အတူကခံယူတိဆောက်သွားခြင်းပါတယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာဒီနေရာမှာအ ਨੇ ဆုံးအချက်လေးချက်လောက်ကျွန်တော်တွေ့ရပါတယ်နံပါတ်၁တစ်ချက်မပေါ်လွင်တဲ့အဖေမေတ္တာသခင်ယေရှုခရစ်တော်ဟောတဲ့ပျောက်တော်တန်ဥပမာထဲမှာအဓိကဇက်ကောင်ကတားမိုက်မဟုတ်ပါဘူးเนาะတားမိုက်မဟုတ်ပါဘူးအဓိကဇက်ကောင်ကဖခင်ဖြစ်ပါတယ် ဂျူးလူမျိုးတွေရဲ့ထုံတန်းစင်လာရအဖေတေမအမွေရကြတာပါဒါပေမဲ့တားငယ်ကတော့လေအဖေကိုလူတေလို့သဘောထားမှအမွေတောင်းခဲ့တာဖြစ်ပါတယ်ဒါကအဖေဖြစ်တဲ့သူကလည်းဘာမှမပြောဘဲလိုက်လျောပြီးတော့မှအမွေခွဲပေးခဲ့ပါတယ်တမချင်းစာထဲမှာအသေးစိတ်မဖော်ပြထားပေမဲ့အဖေတယောက်ရဲ့မိသားဟာဒီနေရာမှာအတန်တိတ်အနေအထားနဲ့ပေါ်လွင်နေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တားငယ်မိုက်တာတိတိကြီးနဲ့ဘာလို့မသားတာလဲ တားရင်လဲလူကိုတာတားလို့ရပြီးနှလုံးသားကိုတားလို့မရဘူးဆိုတာဖခင်သိနေတယ်အဖေလိုချင်တာကနှလုံးသားနဲ့ဂျီနဲ့ဆွာသူနဲ့အတူတူနေချင်းဖြစ်ပါတယ်ဒါကြောင့်တားကိုချစ်လို့ဘာမှမပြောဘဲခွင့်ပြုလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မြောက်များဆိုတော့တားသမီးတွေဟာအမေရဲ့အချစ်ကအဖေထက်များတယ်လို့ခံယူထားတတ်ကြတယ်ဟုတ်တယ်နော်ဘာကြောင့်လဲဆိုတော့အဖေကအမေလိုနှုတ်ကနေချစ်တယ်ချစ်တယ်လို့မဖော်ပြတတ်ဘူးအမေလိုမနူးညံ့ပြတတ်ဘူး အမေလိုစကားများများ မပြောတတ်ဘူးမိသားစုစားဝတ်နေရေးကြောင့်အမေလိုအမြဲတမ်းသားသမီးဘေးမှာမနေပေးနိုင်ဘူးဒါကြောင့်သားသမီးတွေကအဖေနဲ့စိန်ကားနေကြတာများတော့အဖြစ်နော်များတော့အဖြစ်တကယ်တမ်းတော့သားသမီးကိုချစ်တဲ့အဖေရဲ့အချစ်ကလေအမေထက်မများရင်တော့မနည်းနိုင်ပါဘူးသားသမီးပေါ်မှာထားတဲ့အဖေအမေရဲ့ချစ်ခြင်းမေတ္တာကမတူညီတဲ့ပုံစံအနေထားနဲ့ချစ်တာလေးဖြစ်ပါတယ် အဖေကသားသမီးတွေကိုနှုတ်ကနေချစ်တယ်ချစ်တယ်မပြောတတ်ပေမဲ့အမူအရာလေးနဲ့ခေါင်းလေးကိုကိုင်းပခုံးလေးကို ပုတ်ပြီးတော့မှခေါ်ပြတတ်ပါတယ်အဖေကစကားအင်မတန်နဲပေမဲ့အချစ်ကတော့လုံးဝမနှဲပါဘူးဒါဟာအပြင်ပန်းမှာမပေါ်လွင်ပဲရစ်တည်နေတဲ့အဖေရဲ့ချစ်ချင်းမြတ်တာဖြစ်ပါတယ်ဒါကိုယနေ့သားသမီးတွေကျွန်တော်တို့တီးဖို့အင်မတန်အင်မတန်ရည်ကြီးပါတယ်ပြီးခဲ့တဲ့အချိန်တွေမှာသင်ဟာ အဖေမေတ္တာကိုမတိရှိမတွေ့မြင်ခဲ့တဲ့သာသမီဆိုရင်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားယူကြရအောင်နော်ခွန်အားယူကြရအောင်တချို့အဖေတွေရဲ့အချစ်ချင်းမေတ္တာကတကယ်မပြည့်စုံတာရှိကောင်းရှိမယ်ဒါပေမဲ့အာမငယ်ပါနဲ့ကောင်းကင်အဖရဲ့အချစ်ချင်းမေတ္တာကတင့်အတွက်လုံးဝပြည့်စုံပါလိမ့်မယ်အာမင်ဒါကအဖေရဲ့မပေါ်လွင်တဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်အဓိကဝေငှခွန်အားပေးသွားတာဖြစ်ပါတယ်โอเคဒုတိယတစ်ချက်ထဝစဉ်မြဲတဲ့အဖေမေတ္တာ လူကာခန်းကြီး15အငယ်17 23ထဲကတားငယ်ဟာအဖင်းမြတ်တာကိုနားမလဲပဲနဲ့အမွေတောင်းပြီးမှထွက်သွားပေမဲ့လေအဖေကတော့လေသူပြန်လာမှာကိုတနစ်ပြီးတနစ်မျောနေတယ်စောင့်နေတယ်ငါတားငယ်ပဲချိန်ပြန်လာမလဲအဝေးကနေဘာဖြစ်လဲစောင့်နေတယ်လို့ကျန်းစာထဲမှာပေါ်ပြတယ်ဒါကြောင့်တားငယ်ပြန်လာတဲ့အခါမှာအဝေးကနေမြင်မြင်ကလေးကဖခင်ကချက်ချင်းသွားကြိုခဲ့တယ် ဒါကဖခင်တဦးရဲ့ထာဝရစဉ်တည်မြဲတဲ့မေတ္တာကိုပေါ်လွင်စေပါတယ်။ချက်တော်ညီကိုမောင်မားတို့ယနေ့တင်ဟာရာထူးဘယ်လောက်ပဲရှိနေပြီပဲဖြစ်ဖြစ်အစ်စ်လုံးဝမရှိတော့တဲ့လမ်းဘေးမှာရောက်နေတဲ့လူတယောက်ပဲဖြစ်ဖြစ် အဖေရဲ့ချစ်ချင်းမေတ္တာကိုတင့်အတွက်ချစ်နေမြဲပါပဲ။အဖေမျက်စိထဲမှာသားသမီးတွေကအမြဲတမ်းကလေးတယောက်ပမာပါပဲ။အဖေရဲ့အချစ်ဟာထာဝရတည်မြဲပါတယ်။ လောကဖခင်ရဲ့အချက်တော်မှာဒီလောက်ကြီးမားတယ်ဆိုရင်ကောင်းကင်ဖခင်ရဲ့အချက်ကဒီထက်ကြီးမားမယ်ဆိုတာကျွန်တော်ခရီးရန်ယုံကြည်သူတွေလည်းတာ၍တည်တင့်ပါတယ်။ဒါကဖခင်ရဲ့ထောက်စင်မြဲတဲ့ချစ်ခြင်းမေတ္တာ။နောက်ထပ်တတိယတစ်ခုကခွင်လွတ်တတဲ့အဖေရဲ့မေတ္တာကိုကျွန်တော်တွေ့ရတယ်ဒီတာရကထဲမှာလေ။ရှင်လူကခရီးခန်းကြီး15ငယ်7331ထဲမှာတားငယ်ကအမွေယူပြီးမှထွက်သွားပေမဲ့အဖေကတော့သူပြန်လာတဲ့တနေ့ကိုအမြဲတမ်းစောင့်ကြုံနေတယ်ဟုတ်တယ်နော်။ တားငယ်ကိုခွင်းလွတ်လက်ခံဖို့ရန်အတွက်သူစောင့်နေတယ်တားငယ်ကရှိသမျှငွေတွေအကုန်ပြုံးသေးပြီးမှနောက်ဆုံးဝက်ကြောင်သားဘဝနဲ့ဝက်စာတော်မှလေစားရတော့မယ်အစင်ရောက်တော့မယ်လမ်းမရှိတော့ဘူးအဲ့ဒီလိုလမ်းမရှိတော့တဲ့နောက်ဆုံးမှအဖစ်အိမ်ကိုပြန်လာတဲ့အခါမှာဒီလိုနန်းစော်နေတဲ့တားကိုအဝေးကနေမြင်လိုက်တဲ့အဖေကပွေပြီးတော့မှဖက်နှမ်းခဲ့တယ်လို့ကျမ်းစာထဲမှာဖော်ပြတယ် တားလုံးတဲ့သူကအလုတ်သမားအဖြစ်နဲ့သူ့ကိုလက်ခံပေးဖို့ပြန်လာတယ်။သမင်းတလုတ်စားရဖို့ပြန်လာတယ်ဆိုပေမဲ့အဖေကတော့တားအဖြစ်ပြန်လဲလက်ခံပေးခဲ့တယ်။ရှင်လုကခရင်ခန်းကြီး15အငယ်20နှစ်မှာတားငယ်ကိုမြတ်တော်ဝုလုံခြုံစေတယ်။လက်စွပ်တန်စာကိုလည်းစင်မြန်းစေတယ်။ခြေနှင်းကိုလည်းစီးစေပြီးမှသူ့အတွက်အကောင်းဆုံးပွဲကိုလုပ်ခဲ့တယ်။အဲ့တော့ဒီကနေ့ကျွန်တော်တို့သားသမီးလှုပ်တဲ့သူတွေအသက်တာထဲမှာအမြဲတမ်းပဲခွင့်လွတ်ပေးတတ်တဲ့အဖေရဲ့ချစ်ခြင်းမေတ္တာကိုကျွန်တော်တို့မြင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ် သားသမီးတွေဘယ်လောက်ပဲစကားနာမထောင်ပဲဖြစ်ပါစေအိမ်ပြန်လာရင်တော့သူ့မှာရှိတဲ့အရာတွေအားလုံးသားသမီးတွေအတွက်အမြဲတမ်းပေးနေတတ်တဲ့အဖေပါ လက်ခံ ခွင့်လွတ်ပေးနေတတ်တဲ့အဖေပါ တချို့တော့ဖခင်တွေကခွင့်မလွတ်နိုင်တာမျိုးရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့အ ਨੇ စုပါနော်စစ်မှန်တဲ့ဖခင်တွေများတော့အဖေရတော့ခွင့်လွတ်တာတွေများပါတယ်ခွင့်မလွတ်နိုင်တဲ့ဖခင်တွေရှိကောင်းရှိမယ်မရှိတော့မဟုတ်ဒါပေမဲ့ခွင့်မလွတ်နိုင်တဲ့ဖခင်တွေရှိတဲ့သားသမီးတွေကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ကောင်းကင်အဖကတင့်ကိုအမြဲတမ်းခွင့်လွတ်နေတယ် အာမငယ်နဲ့အာမင်ဒါကခွင့်လွတ်တတ်တဲ့အဖေရဲ့မြတ်တာကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကအနိုင်မဲ့တဲ့အဖေရဲ့မြတ်တာကိုကျွန်တော်တို့လည်းပြန်သိရတယ်လူကာခန်းကြီး15ထဲကသခင်ယေရှုခရစ်တော်ပြောတဲ့ပျောက်တော်သားပုံဥပမာမှာသားမိုက်ဟာသားငယ်တယောက်ပဲမဟုတ်ပါဘူးနောက်ထပ်သားမိုက်တယောက်ရှိပါသေးတယ်အဲ့ဒါကတော့သားကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဖေနဲ့အတူနေပေမဲ့လေသူ့အိမ်သူ့ဟာသူ့မိသားစုလို့မခံယူထားဘူးတာကြီးကလေ လူသားအဖေနဲ့အတူနေပြီးမှနှလုံးသားကအဖေနဲ့ဝေးနေတယ်ကျွန်တော်တို့မြန်မာစကလုံးဖြစ်တဲ့၃နဲ့၄လို့ကြောချင်းကပ်ပြီးမှမျက်နှာချင်းဆိုင်လို့မရတဲ့ပုံစံဖြစ်နေတယ်သူ့အဖေနဲ့သူကဒါကြောင့်တားငယ်အိမ်ပြန်လာတဲ့အခါမှာသူမနာလို့ဝန်တိုပြီးမှအိမ်ထဲမဝင်ဘဲနဲ့အိမ်အပြင်မှာနေခဲ့တာဖြစ်ပါတယ်ဒီအခြေအနေကိုအဖေဖြစ်တဲ့သူကတိသွားတဲ့အခါမှာတားကြီးစီမှာတွားရင်းမှအဖေဥစ္စာရှိသည်များဟာတားကြီးရဲ့ဥစ္စာဖြစ်ကြောင်းဆိုပြီးမှတေချာမေတ္တာနဲ့ရှင်းပြခဲ့တယ် ဒီရှင်းပြချက်ကိုတာကြီးကနားလေသဘောပေါက်လားလက်ခံလားမလက်ခံဘူးလားဆိုတာကျန်းစာမှာမဖော်ပြထားပါဘူးဒါပေမဲ့အဓိကဒီနေရာမှာပေါ်လွင်စေတာကဖခင်တယောက်ရဲ့အနိုင်မဲ့တော့ချစ်ခြင်းမေတ္တာဖြစ်ပါတယ်တားငယ်ကိုချစ်တယ်လို့တာကြီးကိုလည်းချစ်တယ်တားငယ်ကိုဘလောက်ချစ်တယ်ဆိုရင်တာကြီးကိုလည်းအဲ့လောက်ကိုချစ်တာချစ်ခြင်းမေတ္တာကအတူတူပဲအနိုင်မဲ့တော့ချစ်ခြင်းမေတ္တာဒါကိုနားလေစေဖို့တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေဏိကုံချုပ်ရအောင်နော် ဒီကနေ့ပြောထားတဲ့ခေါင်းစဉ်လေးကတော့အဖေရဲ့ကြီးမားတဲ့ချစ်ရှင်မေတ္တာအကြောင်းပြောထားတယ်။တားမိုင်းနောင်တပုံဥပမာလေးအားဖြင့်ဖခင်ရဲ့ကြီးမားတဲ့ချစ်ရှင်မေတ္တာလေးမျိုးကိုကျွန်တော်တို့ကဆင်ခြင်ထားတယ်။အကယ်၍အမေမေတ္တာဆိုတာရေလို အေးမြရင် အဖေမေတ္တာဟာလည်းတောင်တန်းကြီးပမာမြင့်မားခိုင်ခန့်လာတယ်လို့ကျွန်တော်တို့မြင်ပါတယ်။နားထောင်လို့ကောင်းတဲ့စကားလုံးတွေမရှိပေမဲ့လက်တွေ့ကြတဲ့အချက်တွေဖခင်ပေါ်မှာသင်မြင်ရပါလိမ့်မယ်။ မပေါ်မလွင်တဲ့ဖခင်မေတ္တာကိုမြင်ဖို့လိုတယ်။မပြောင်းလဲတဲ့အဖေမေတ္တာကိုသားသမီးတွေမြင်တတ်ဖို့လိုတယ်။အမြဲတမ်းခွင့်လွတ်ပေးတတ်တဲ့အဖေရဲ့မေတ္တာကိုကျွန်တော်တို့မြင်ဖို့လိုတယ်။အနိုင်မဲ့တဲ့တန်းတွေပဲချစ်တဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုဒီကနေ့သားသမီးလို့တဲ့တင်နဲ့ကျွန်တော်နဲ့နားလေမြင်မိတတ်ဖို့အင်တန်ရည်ကြီးလာပါတယ်။မိဘတွေအသက်ရှင်တော့တေချာနားလေပြီးမှမိဘကိုတေချာယူတေပြုစုပါမိဘမရှိတော့မှနောင်တရနေတာမျိုးမဖြစ်ပါစေနဲ့ နှုတ်ကပတ်တော်နားထောင်နေတဲ့သူတွေထဲမှာဖခင်ရှိနေသေးတယ်ဆိုရင်အလေးထားပါယူသေးပါပြုစုပါတချို့ဖခင်တွေကမပြည့်စုံပါဘူးမှန်ပါတယ်သူတို့ရဲ့မပြည့်စုံမှုတွေကိုကျွန်တော်ကဇောတကတတ်ဖို့မလုပ်ပါနဲ့ကောင်းခင်ဖခင်ရှိသေးတယ်ပြီးပြည့်စုံတဲ့ကောင်းခင်ဖခင်ကျွန်တော်တို့မှာရှိတယ်ဆိုတာအဲ့ဒီအရာလေးအားဖြင့်ကျွန်တော်နှစ်သိမ့်ကြပါခွန်အားယူကြပါကိုယ့်ရဲ့မွေးဖခင်ကိုတော့သူတို့ရဲ့အားနည်းချက်တွေကိုပယ်ပြီးတော့မှအားတာချက်လေးကိုကြည်ပြီးတော့မှဂျေဇူးဆက်သက်တော်သားသမီးများဖြစ်ပါစေလို့ခွန်အားပေးနေတယ် နှီးကုန်ချုပ်ပါတယ်သူတို့ကဆုတောင်းရအောင်နော်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှလည်းကြီးမားတဲ့ဖခင်မေတ္တာအကြောင်းကိုသူတို့ကဆင်ခြင်ခွန်အားယူခွင့်ရတယ်တကယ်ပဲဖခင်မေတ္တာကိုနားလေတိရှိပြီးတော့မှဖခင်ကိုပြန်လေလှုပ်ကြွေးပြီးမှဂျေဇုဆက်တက်တော့တာသမီများဖြစ်ခွင့်ပေးပါမိကြောင်းဂျေဇုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့